ားလုံးပဲမိင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion League တက်တီအောင်လည်းမိင်္ဂလာပါဆိုတော့ကျွန်တော်တို့အခုဒါ Mikel Arteta ရဲ့ Arsenal အသင်းကဒါတိုက်စစ်ပိုင်းနဲ့ပတ်သက်လို့ဒါအခု Kai Havertz မကြမီပြန်လာတော့မယ် Victor Gyokeres လည်းပြန်လာမယ်တိတိုင်အောင် throwback ကတိုက်စစ် option ကိုစပြီးစဉ်းစားလာပြီဆိုတော့အခုဒီအပိုင်းတက်လာတဲ့ report တွေရာ Arsenal အသင်းကတိုက်စစ် option အတွက်အခုလောလောဆယ်အနေထားရာဒါဘယ်လိုပြောမလဲဆိုတော့ ဒါကင်မွန်းတိုက်စစ်မှုဒါဒါအယ်ထာအယောင်ဆိုတဲ့လီဗန်တီရဲ့တိုက်စစ်မှုတယောက်ကိုသဘောကျတယ်ဒီချက်တိတ်လေးကအခုလက်ရှိမှာဒါတကယ်ကိုခြေစွမ်းပြနေတာဖြစ်ပြီးတော့ဒါဒီကစားမလေးကိုဒါအခုလောလောဆယ်အနေထားရတော်တော်လေးကြည့်တယ်ဆိုတော့ဒီလီဗန်တီသင်းရဲ့ဒီကင်မွန်းတိုက်စစ်မှုကိုရုရှားကလက်စပါတက်မော်စကိုကကမ်းလှမ်းတယ်ဆက်ကေမော်စကိုပေါ်လေယူရိုသား30နဲ့ကာလာမှုကိုပယ်ချလိုက်တယ် အိုက်ချတိတ်လေးကိုအာစနစ်ကတော်တော်လေးသဘောကျပြီးတော့ဒီနွေရတီမာဒါသူတို့အဓိကတော့ဗျာသူတို့ယာဒီကုံမာကပရီချီစုနဲ့တာလမ်းခွဲမယ်ဆိုရင်အစားထုတ်ဖို့အတွက်ရည်ရွယ်ထားတယ်ဒီချတိတ်ကအခုလက်ရှိမှာအသက်လူငယ်ကစားမဖြစ်တဲ့ဒါဒီလီဗန်ဒေးအသင်းကိုဒါရုရှားကလပ်ကကမ်းလမ်းနဲ့တန်း30တောင်သူတို့ပယ်ချထားတာသူရဲ့ current market ပေါက်ချီကတန်း20ရှိတယ်ဒါအခုလောလောဆယ်အနေထားအရသူကကင်မရွန်လေဝေးစ်တိုက်စစ်မှုဖြစ်ပြီးတော့ ဒါတကယ်74ဝက်ဆစ်စစ်ကစားမှဖြစ်တယ်ဒါအခုလက်ရှိနေထားရအဲ့ချက်တည်းလေးကဒီနေ့ရသည်လာလီဂါမှာဆန်နပွဲကစား6 9 3 9 3 9ဖန်တီထားပြီးတော့ဒါလက်ရှိနေထားရအသင်းတိုင်းကသဘောကျနေတယ်သူရဲ့ contract က2029တိရှိတယ်ဒါအခုလက်ရှိမှာဒါအသက်က22နှစ်ပဲရှိတယ်အာဆယ်ကတော့ရှင်းတယ်ဒီချက်တည်းကိုအခုချက်ချင်းဝယ်မှာတော့မဟုတ်ဘူးစောင်းရသည်မှာသူတို့ဝယ်လိုက်မယ်နွေရသည်ကြရင် 6လ5ပြန်ချမယ်ပြီးရင်ຫນွေရသေးမှာအသင်းကိုခေါ်မယ်ဆိုတဲ့ option မျိုးဆိုချက်ချင်းကြီးအသင်းကိုရောက်လာတာတော့မဟုတ်ဘူးဆောင်းရာဒီကာလာမှာသူကို Levante ရှိကတော့ဝယ်လိုက်မယ်ပြီးရင် Levante ကိုပြန်ငါချပေးလိုက်မယ်ဒါသူတို့စဉ်းစားထားတဲ့ plan အဲ့ဒီမှာ Arsenal အသင်းကနောက်တစ်ယောက်က Kieran Adeyemi ဆိုတဲ့ဒါအခု Borussia Dortmund ရဲ့ဒါဒါတောင်ပန်ကစားမဒီဒီ Germany တောင်ပန်ကစားမကိုသဘောကျတယ်အဲ့ကစားမကတော့အစောပိုင်းတည်းက ဒါ Chelsea အပါအဝင် Manchester United နဲ့အသင်းတော်တော်များများသဘောကျတယ် Liverpool ရဲ့ Reader တွေကိုလည်းရောက်ခဲ့ပြီးတော့ Kyrie Adeyemi ရဲ့ contract က2029မှာကုန်မယ်အဲ့ chart တွေကအဓိကတော့ pace တစ်ပေါက်ကတော့ရှန်ရှန်တာပေါ့လေဒါ Manchester United ရဲ့ Reader ထဲမှာရောက်ခဲ့ဘူးသူဖြစ်ပြီးတော့သူ့ရဲ့လက်ရှိအနေအထားရလဲအသက်က23နှစ်ပဲရှိတယ်ဆိုတော့ तू ကဘယ်လိုမျိုးပုံစံမျိုးနဲ့သွားဆင်လဲဆိုတော့ Reese Nelson တို့ Jeremy No Pino တို့လိုပုံစံမျိုး skill ပိုင်းသက်စာရင်သူ့ရဲ့ lightning quick ဖြစ်တဲ့ pace ပိုင်းပေါ့လေ အာစနရဲ့အရင်တော့ကအာစနမှာဆိုရင်တီယိုဝိုးကောက်လိုတိုက်မျိုးသူရဲ့ skill buy ကတော့မစိုးပါဘူးဒါပေမဲ့သူရဲ့ pace ကအဓိကပဲ Kirin Adeyemi က2022ခုနှစ်မှာ Borussia Dortmund ကိုရောက်လာခဲ့တယ်။အဲရောက်လာတဲ့အချိန်ကနေစပြီး120ပွဲမှာ29ပွဲ29ကိုတွင်းထားတယ်ဆိုတော့ကျွန်တော်တို့သူရှိကနေတွင်းကိုတွေတော့အများကြီးမျောလင်းလို့မရဘူး။ဒါဂျာမနီလူဝင်းစီကစားမတယောက်လည်းဖြစ်ပြီးတော့ဒီကစားမကဂျာမနီအတွက်70ပွဲမှာတကူးပဲတွင်းထားတယ်။ဆိုတော့ဒါပေမဲ့သူက potential ရအသက်20 တက်က23နေပြီးတော့2000နဲ့29မှာ contract ကုန်မယ်ဆိုဒီကစားမကိုအာဆန်ကသဘောကျတယ်အဲ့ကစားမကအသင်းတိုင်းကသဘောကျနေတယ်အထူးသဖြင့်သူ့ရဲ့ contract တစ်နှစ်ကြောင်းသူ့ရဲ့လက်ရှိ current market ပေါက်ကြီးကတန်း60တောင်ရှိတယ်ဒါပေမဲ့စာချုပ်တစ်နှစ်ပဲကျန်တော့မယ်သူ့ကိုဒါလူရတီမှာဆိုတစ်နှစ်ပဲအခု January ဆို18လကျန်တယ်ဒီကစားမကို Manchester United တို့ Arsenal တို့နောက်တစ်ဖက်ကတခြား Premier League club တွေတော်တော်များသဘောကျတယ်လေဘာလို့လဲစိတ်ဝင်စားတဲ့အချိန်မှာ အာဆန်ကသူ့ကိုလိုချင်တယ်။ဘာကြောင့်လဲတော့ဒီ white position မှာ maybe အနာဂတ်မှာဒီကျွန်တော်တို့ Leandro Trossard နေရာမှာအစားထိုးဖို့လားဒါသူဘယ်လိုစဉ်းစားလဲမသိဘူး။ဒါပေမဲ့သူ့ရဲ့ current market pocket က60ဆိုမှာနောက်ရသည်လူရတီရောက်သွားရင်သူကဈေးသက်သာသွားနိုင်တယ်။အဲဆိုသူ30 40လောက်နဲ့လည်းဖြစ်နိုင်တယ်။ Kirin Atiyemi ကိုသဘောကျတယ်။ International Brazil ဒီ Germany International ဖြစ်တယ်။ Dortmund နဲ့ Champions League မှာကစားပူတယ်ကစားမှာဖြစ်တယ်။ဆိုတော့ဒီနေရာမှာ Arsenal ကဘာကြောင့်ဒီကစားမတွေကိုခေါ်လဲဆိုတော့လူရတီမှာ ဂါဘရီယယ်ဂျေဆုကိုသူထွက်ခွင့်ပေးဖို့ကြားတယ်ဂါဘရီယယ်ဂျေဆုကအသက်28နှစ်ပဲရှိတယ်ဟိုတနေ့ကအထေထပြောတဲ့ report ရဆိုရင်တော့ဂျေဆုကိုဒီစောင်းရာသီမှာတော့သူဆက်ထိန်ထားမယ်ဘာလို့ဆိုတော့ကလပ်ရဲ့ပွဲစဉ်တွေအားလုံးချန်တဲ့ကြောင်းစောင်းရာသီမှာသူဒီကြောင်ထိန်မယ်စောင်းရာသီမှာထိန်ပြီးတော့မှလူရာဒီမှာတော့ထုတ်မယ်လူရာဒီမှာတော့တန်းတုံးစဲလောက်သူမျောလေထားတယ်ဆိုတော့ဂါဘရီယယ်ဂျေဆုကအခုဒဏ်ရာကပြန်ကောင်းလာပြီမကြမီအာဆင်နဲ့ပြန်ကစားအချိန်မှာကလပ်ကသူ့ကိုရောင်းချင်တယ် ဖမီရက်စတိုဘရာဇီးကလပ်တွေကလိုချင်တဲ့ယူရိုတန်း30လောက်အတွက် လုံလောက်ပင်မယ်အာဆန်ကတော့ခီရီအဒီယေမီအပါအဝင်ခုနကမ်မွန်တိုက်စီမှုသဘောကျတယ်ဒါပေမဲ့အရာတွေကနွေရာသီဖြစ်ပြီးတော့နွေရာသီမှာဂျေဆုကိုထုတ်နိုင်ပြီးတော့ဆောင်းရာသီမှာထိန်းသွားဖို့ရှိလို့ဖော်ပြနေပါတယ်